ျွန်မတက်ဆောင်မစားခင်ပါဘောเนาะ2016နှစ်ကုန်ပိုင်းလောက်မှာ ကျွန်မကညာဘက်စီလံချောင်းထဲမှာရှိခဲ့ကြောက်ကိုအေးပေါ်ပေါ့နော်လေစာနဲ့ခြေခဲ့ရဘူးပါတယ်2024နှစ်လပိုင်းကို ရောက်တဲ့အခါကျတော့ကျမကဒီဘယ်ဘက်ဝမ်ဘိုက်ကနေပြီးတော့ထိုးပြီးတော့အောက်နဲ့ဝေဒနာကိုခံစားရတဲ့အတွက်ဆရာဝန်ပြတာပေါ့နော်တမားတော်ကိုပြတဲ့အခါမှာဆစ်ဆစ်ချက်တွေလှုပ်လိုက်တော့ကျမရဲ့ကြောက်ကဲ့ရဲ့ဘယ်ညာနှစ်ဖက်လုံးမှာ ကြောက်ရှိနေတယ်ပြီးရင်ကြောက်ကရဲ့အထွက်ကစီလံချောင်းထဲမှာလဲကြောက်ကရှိနေတယ်လို့ပြောတယ်ပြီးရင်ကျမယူရစ်အက်ဆစ်ကခွန်ထက်သမာ2-5အထိဖြစ်နေတယ်ဆရာဝန်ကပြောပါတယ်ကျမကိုယူရစ်အက်ဆစ်များတဲ့အတွဲကြောင့်ကြောက်ဖြစ်တာလို့ပြောပါတယ်၃လပိုင်းထဲမှာကျမ CD ရိုက်လိုက်တယ်ပေါ့ရိုက်လိုက်တဲ့အခါမှာညာဘက်ကြောက်ကထဲကကြောက်က2.2အမြောက်1.3 cm ရှိတယ် ဟိုပေါ့နော်ဘယ်ဘက်ကကြ0.5 cm ရှိတယ်စီလံကြောင်းထဲမှာကြ1 cm ရှိနေတာကိုတွေ့ရပါတယ်အဲ့လိုနဲ့ပဲကျမလေးလပိုင်းပေါ့လေးလပိုင်းကိုရောက်တဲ့ခါကျတော့ကျမကဟိုဆရာဝန်ကိုပြတယ်ပေါ့နေပြည်တော်ကိုသွားပြတာပြတဲ့ခါကျတော့သူကကျမကိုစီလံကြောင်းထဲမှာရောက်နေတဲ့ကြောက်ကိုသူကခြေဖို့အကြံပြုပါတယ်ကျမလည်းဆရာဝန်ရဲ့အကြံကိုယူလိုက်တယ်ပေါ့နော်သူကဒီကြောက်ကအရန်ရေးကြည့်တယ်ပြီးရင်ဆရာမဆိုတော့တဲ့ဒါကအရန်တစ်ချိန်ကျရင်ဒုက္ခပေးပါလိမ့်မယ်ရှေ့လိုက်ပါဆိုတော့ तू ကပြောပါတယ်နေပြည်တော်မှာပေါ့အခုသူသူ့စီမှာရှင်းမယ်ဆိုရင်တော့ဒီ85ရာခိုင်နှုန်းကျင်းနိုင်ပါတယ်တဲ့ဒါပေမဲ့ရန်ကုန်လိုနေရာမျိုးမှာသွားရှင်းမယ်ဆိုရင်တော့ရန်ကောင်းစားဆက်ကြီးတွေနဲ့ရှင်းမယ်ဆိုရင်တော့တရားရာခိုင်နှုန်းကျင်းနိုင်ပါတယ်လို့ကျမကိုပြောပါတယ်အဲ့နဲ့အဲ့ဒါနဲ့ကျမ12ရက်လေးလပိုင်းမှာကျမကြောက်ရှည်တယ်ရှည်တဲ့အခါမှာ तू ကကြောက်တည်သည်ရှည်အဲ့ကြောက်တဲ့လုံးဝရှင်နေတဲ့အချိန်မှာ ဟိုပေါ့တဖွားဖွားနဲ့ကြတယ်တချို့ကြံလာလဲရှိမယ်ကြံနေတဲ့ဟာကကြတော့ကျဟိုဟာပေါ့ပွန့်လာလိမ့်မယ်ပွန့်လာတဲ့ဟာကိုရေငါးဘူးတောက်ရမယ်ဟိုရေငါးဘူးတောက်ခါမှဒီကြောက်တွေကခါရဲပေါ့နော်ပျော်ကျသွားမယ်ပေါ့တကယ်၍များတဲ့ရေတောက်နေမယ်ဆိုရင်ကြောက်တွေကပြန်ကျစ်သွားမယ်လို့ပြောပါတယ်အဲ့ဒီအချိန်မှာကျမကရေငါးဘူးပေါ့နော်ရေငါးဘူးကိုဝင်အောင်ပေါ့ကျမတော့လက်ဖက်ချောက်ရေတောက်တာပေါ့နော်လက်ဖက်ချောက်ရေငါးဘူးကိုဝင်အောင်ကျမတောက်ရတာပေါ့အဲ့ဒီအချိန်မှာနှစ်နှစ်ပတ်ရှိတော့သူကပြန်ပြီးရိုက်တယ်ရိုက်တဲ့အခါမှာ85ရာခိုင်နှုန်းပဲကျင်မယ်ဆိုတဲ့ကြောက်က ကျွန်မလုံးဝတရားခိုင်နှုန်းအပြစ်ခြေသွားတယ်ဒါပေမဲ့ကျွန်မရဲ့ဘယ်ညာနှစ်ဖက်လုံးမှာတော့ကြောက်ကရှိနေသေးတယ်တဲ့အဲ့အတွက် Euro Crash ပဲဆက်တောက်ထားပါဦးလို့ကျွန်မကိုပြောတယ်ကျွန်မအဲ့လိုနဲ့နေရင်းနဲ့ခုနလပိုင်းကိုရောက်တဲ့အခါကျတော့ကျွန်မရဲ့ဒီကြောက်ဘယ်ညာရှိနေတယ်ကြောက်တယ်ကျွန်မကိုဒုက္ခပေးပါတော့တယ်ကျွန်မစီးတယ်ခဏ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 တွန်းရတယ်ညဆိုအဲ့လိုပင်ရဘူးပေါ့နော်လူကလည်းတဖြည်းဖြည်းပိန်လာရတယ်ပြီးရင်လည်းဟိုပါပေါ့နော်ဒီစီးတွေကဘာမှအပူအဆက်တွေမစားဘဲနဲ့ ပူဆက်ပြီးကျင်းနေတာပေါ့နော်အဲ့လိုမျိုးခံဝေဒနာကိုခံစားရတယ်ကျွန်မလည်းအဲ့လိုနဲ့ပဲပေါ့နော်ဒီလင်းစည်းပိုလန်တောင်ရင်နဲ့အဲဒီထရိုပေးတဲ့ယူရိုခရက်တောင်ရင်နဲ့ကြိတ်မိတ်နေသေးတာပေါ့တလမှာကျွန်မစိတ်ကဲမပြသေးဘူးရှင်းလာပိုင်းရောက်တော့ကျွန်မမနေနိုင်တော့တော့ပြတဲ့အခါကျဆရာဝန်ကစီပိုးဝင်နေတယ်တဲ့ဒီကြောက်တွေကဒီလမ်းကြောင်းထဲကနေပြီးတော့ချက်နေတာဖြစ်တဲ့အတွက်တစ်ချောင်းလုံးဒုက္ခပင်းနေတယ်တဲ့တန်ချင်းရင်ဘလောက်ပဲလုံနေနေ तू ကဂျောင်းကလောင်နေမှာခိုဝင်းပြီးတော့စီပိုးဖြစ်နေတာလို့ပြောတာပေါ့နော်အဲ့ဒါနဲ့ပဲကျွန်မစီပိုးသက်စင်းနဲ့တွဲတောက်တယ် ဒါပေမဲ့အဲ့တလမှာလဲကျမဘလို့မှမတက်တာသေးဘူး။နောက်တလရောက်တော့ကျမကသွားပြတဲ့အချိန်မှာ तू ကစီပိုးမွေးမယ်ဆိုကျမကစီပိုးမွေးကြည့်တယ်။စီပိုးမွေးတဲ့အခါမှာစီပိုးရတဲ့အကောင်မပေါက်ဘူးတဲ့။ဆိုတော့ဆင်အားလို့အကောင်မပေါက်ဘူးဆိုတာဘာကိုပြောရလဲဆိုဝမ်းသာစရာဘောတဲ့အကောင်မပေါက်ဘူးဆိုတာတဲ့။ဒါပေမဲ့တဲ့အရန်ရေးကြီးတဲ့အချိန်နေပါတဲ့။ကျမကတဲ့ရေတောက်နေလို့လုံးဝမရတဲ့အချိန်နေတဲ့။ဘာကြောင့်ဆိုရေတောက်နေမယ်ဆိုရင်ကျမရဲ့ကြောက်တွေကအတုံးခဲဖြစ်သွားမှာတဲ့။အဲ့ဒီအတွက်ရေကိုအများကြီးတောက်ရမယ်လို့ပြောပါတယ်။အဲ့ဒါမှကျမကငကိုတော့က ဒီဆဲလက်ပချောက်ကိုကျမသုံးထုတ်ပဲတောက်တာကျမအပြင်နေလဲထွက်ရတဲ့အခါမှာငါဘလို့မှမတောက်နိုင်ဘူးပေါ့နော်အဲ့လိုအတွင်းနဲ့တောက်တာဒါပေမဲ့အဲ့ဒီအချိန်မှာကျမတတိယသွားပြီးတော့ဆဲလက်ပချောက်ကိုငါထုတ်တောက်တယ်အနီကိုတထုတ်တိုးတောက်တာပေါ့လင်းစည်းပုံလန်းနဲ့တိုးတောက်တဲ့အချိန်မှာအရန်ထူကြတာအရန်ကိုကျမခံစားရတယ်တော်တော်ကိုတက်တာသွားတာပေါ့နော်အဲ့ဒီမှာဒါထူကြချက်ပေါ့ကျမသဘောပေါက်တာတော့အာရှလင်းစည်းကိုတောက်တယ်ဆဲလက်ပချောက်ကိုတောက်တဲ့အချိန်မှာသူကတွန်းထုတ်တယ်လို့သဘောပေါက်တယ်အဲ့ဒီမှာကျမအရန်တက်တာသွားတယ်ကိုလာပိုင်းပေါ့နော်25ရက်နေ့မှာကျမကဒီ ပြန်ပြီးရိုက်တာပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျောင်းပည့်ရဲ့မှာတခခုလောက်ရရင်လဲကျမလှုပ်ဖို့အစီအစဉ်ပေါ့။အဲ့ဒီမှာသွားပြီးတော့ဆရာဝန်ကရိုက်လိုက်တဲ့အချိန်မှာကျမရဲ့ညာဘက်ကကြောက်သည်8.5မီလီမီတာပဲရှိတော့တယ်။ဘယ်ကကြောက်ကကြတော့5.9မီလီမီတာပဲရှိတော့ Urea acid ကကျမ normal ထဲကိုပြန်ရောက်သွားတာပေါ့နော်။ကျမအနေနဲ့ဒီဓာတ်စာကိုအများဆုံးနှုံးပေါ့ကျမစားတဲ့နှုံးကတော့၄၅လုံးပိုလန်၁၀လုံး၃ချိန်ပေါ့ဆလဗျာဟိုဟာ၅ဒုတ် အနီတထုပ်တောက်တယ်ပေါ့နော်ကျမအနည်းဆုံးတော့လင်းစည်းနှလုံးပိုလန်လေးလုံးလေးချိန်ပေါ့ဆလမချအဝါသုံးထုပ်တောက်တယ်ဒီနေ့မှကြတော့လက်ရှိမှာကြကျမကလင်းစည်းနှလုံးပိုလန်လေးလုံးလေးချိန်ဆလမချအဝါငါးထုပ်ဆလမချအနီတထုပ်ကိုကျမအမြဲတမ်းတောက်သုံးပါတယ်ဟိုကျမရဲ့တုံ့ပြန်မှုတွေကတော့ကျမရဲ့ဒီ ဟွာပေါ့ဒီခါရေကနည်းနည်းစူးထိုးတဲ့ဝေဒနာကိုခံစားရတယ်ဒီလက်တွေကအစ်စ်ကနေဖြုတ်ချထားတယ်လို့မျိုးကြီးခံစားရတယ်ပြီးရင်မနေ့ကြီးမိုးလင်းပြီဆိုရင်ချစ်ဖွားတွေကနာကျင်တယ်ပေါ့နော်ဒါလည်းအကြာကြီးကျမမခံစားရပါဘူးကျမကလင်းစည်းကပေါ့နော်မွေးဟာမယောဂရင်းနဲ့၆တေရဲ့အပေါ်မှာတောက်တယ်တာကိုထိရောက်မှုမရှိဘူးလို့တော့ကျမသိတယ်ဒါပေမဲ့ကျမယုံကြည်စွာတောက်သုံးတယ်ဘာကြောင့်လဲဆိုရင်လင်းစည်းကပြောင်းလျှောတဲ့ကြွက်သားတွေကို ပြေလျော့စေတဲ့အာနိသင်ရှိတယ်ဆိုတာယုံကြည်တယ်ပြီးရင်ဆေလဘချဟိုအများကြီးတောက်တဲ့အတွက်ကျမကိုအရင်တွန်းထောက်တာပေါ့နော်အဲ့တော့နေ့စဉ်ပေါ့ဒီနေ့ဒီချိန်ထိကျမကအနယ်တွေဖြစ်နေလဲကြတယ်မှုံမှုံသေးသေးလေးတွေဖြစ်နေလဲကြတယ်ပြီးရင်ဆရာမကြီးဒေါက်တာခင်ပြောတဲ့လက်ကျင်ခန်းကိုကျမကလုပ်တယ်အဲ့ဒါဘာလဲဆိုတော့လမ်းလျှောက် 七百套比两套的礼金硬不少，哎，礼金硬，照讲阿刚那时候怎么拿不来给？我？他们定的钱嘛，才咯，不过人欠账的钱嘛，不争。照讲古阿刚那时候，咱们都不包的，比现在有钱了不？当然要，怎么招灾的不？喏，怎么还招的啊？自罗斯农民啊，地位没，怎么招的啊？英国帝国打败的，怎么啊？我包他们嘛收入钱，我觉得明阿姨讲价比价，怎么？ ဒီเนาะကြောက်ကြောက်ကိုရှည်ရတဲ့အဆင့်တွေဖြစ်ရမယ်ကိစ္စကိုကျမငွေကြေးတွေအများကြီးကုန်ကြเสียမလို့ပဲနဲ့ကျမအဲ့လောက်ကြီးခံစားနေရပြီမဲ့အလုပ်ကိုလည်းတနေ့မှမပြတ်ဖဲနဲ့ပေါ့เนาะကျမဒီမှာပေါ့เนาะကိုဒီလိုအခြေအနေမျိုးကျမအနေနဲ့ဖြစ်သွားတာပေါ့เนาะဟိုတက်တာပြောက်ကင်းသွားတာပေါ့အဲ့အဲ့ဒီအတွက်ကြောင့်ကျမကြီးဒေါက်တာခင်ခင်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါရှင်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်